ာဖရိကတိုက်ဟာ25နှစ်အတွင်းထိခိုက်မှုအမြင့်မားဆုံးဝမ်းရောဂါဖြစ်ပွားမှုနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဖရိကတိုက်ဟာဒီနှစ်အတွင်းမှာပြီးခဲ့တဲ့25နှစ်အတွင်းထိခိုက်မှုအမြင့်မားဆုံးဝမ်းရောဂါဖြစ်ပွားမှုနဲ့ရင်ဆိုင်နေရတယ်လို့အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးစင်တာကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီနှစ်အတွင်းမှာအာဖရိကနိုင်ငံတွေမှာဝမ်းရောဂါကူးစက်ခံရသူဥယေဟာ3သိန်းကျော်ရှိသွားခဲ့ပြီးသေဆုံးတဲ့သူဥယေကလည်း8000ကျော်ရှိခဲ့တာကြောင့်မလို့25နှစ်အတွင်းမှာထိခိုက်ဆုံးရှုံးမှုအမြင့်မားဆုံးဝမ်းရောဂါကူးစက်ပြန့်ပွားမှုတွေဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အာဖရိကနိုင်ငံတော်တော်များများမှာဝမ်းရောဂါကူးစက်ပြန့်ပွားမှုတွေဖြစ်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာလည်းအန်ဂိုလာနဲ့ဘူရွန်ဒီနိုင်ငံတွေမှာဝမ်းရောဂါကူးစက်ပြန့်ပွားမှုတွေမြင့်တက်နေတယ်လို့လည်းအာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးစင်တာကသတင်းထုတ်ပြန်ထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ဖက်ကရန်ပုံငွေရော့နေလာတာကြောင့်ကူးစက်ရောဂါတားဆီးကာကွယ်ရေးအစီအစဉ်တွေအကောင့်ထဲပေါ်နိုင်စွမ်းရော့ကျလာတာဟာအာဖရိကနိုင်ငံတွေအတွက်ကျန်းမာရေးကဏ္ဍမှာအထူးခိုက်မြင့်မာတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာစေတယ်လို့လည်းကျန်းမာရေးပညာရှင်တွေကတတိပေးထားပြီးဖြစ်ပါတယ်ခင်ဗျာ။ Música